အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Thinstein ရွှေပြိုသည်အုံးတို့အချိုပွဲလေးလို့စာဖြစ်လို့လူနည်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်အရင်ဆိုရွှေပြိုသည်200 gram ကို အခေါ်နှွာပြီးတော့ကိုစိတ်ကြိုက်လှီထားပေးလိုက်ပါမယ်ရှင်ကျွန်မကတော့အတုံးသေးသေးလေးတွေပဲလှီထားပါတယ်ထိုင်လူမျိုးတွေကကြတော့လေရွှေပြုတ်သီးအချိုပွဲလုပ်တဲ့အချိန်မှာတတန်ရီတထဲရီတဲ့ရွှေပြုတ်သီးကိုပဲရွေးလုံကြပါဗျ။ ကျမတုံထားတဲ့ရွှေဖြိုတီကတော့နုပါသေးတယ်နော်။ ီးရင်တော့အိုးနို့ 250g အိုတကြား 25g နဲ့တကြား 25g စာအနည်းငယ်ကိုထည့်ပြီးတော့ရောပေးလိုက်ပါမယ်။ မွေရောက်လို့ဆုံးမွေရွက်တရွက်ကိုလည်းထပ်ပေးထားပါရဲ့ရှင်။တကယ်လို့ဆုံးမွေရွက်မရှိတဲ့သူတွေကမထက်လဲရပါနဲ့နော်။နောက်ဆုံးမှာမှလှပြီးရေးဆေးထားတဲ့ရွှေပြုတ်သီးလေးတွေကိုထပ်ပြီးတော့ရွှေပြုတ်သီးလေးတွေနူးသွားတဲ့အထိတက်သွားပေးလိုက်ပါမယ်ရှင်။ ြင်းနေသားလေးဖြစ်လာပြီဆိုရင်တော့အရသာမြည်ကြည့်ပြီးအဆင်ပြေပြီဆိုလို့ရှိရင်မိပေးလိုက်လို့ရပါပြီနော်။ကဲအခုဆိုရင်တော့ရွှေဖြူသီးအုံးတို့အချိုပွဲလေးရပါပြီရှင်။ဒီမို့လေဟာဆိုရင်ထမင်းစားပြီးအချိုပွဲအနေနဲ့ထက်စားတဲ့အခြေမျိုးတွေမှာအရန်ကိုလိုက်ဖက်ပါတယ်ရှင်။လွယ်ကူရိုးရှင်းပြီးတော့လို့ရလဲလွယ်ကူတာမို့လိုက်လို့စားကြည့်ကြပါဦးနော်။ ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။